ဟုတ်ပြီ။ဟုတ်တယ်။ကြီးကြတာကတော့အရင်နှစ်တရားထက်ပိုပြီးတော့အာကျွန်တော်တို့အာအသက်တနည်းကြီးလာတဲ့အခါမှာ အဲကျွန်တော်လောကဓာတ်တွေကိုပို့ပြီးတော့ရင်ဆိုင်လာတာရှိတယ်အကောင်းဆိုးတွေရှင်သန်ရတဲ့ကာလမှာအတိပဲရှိအောင်ငါဘယ်လိုဖြတ်တန်းမလဲဆိုတဲ့အားမျိုးတွေဆင်ခြင်မိတယ်နောက်တစ်ခါလူတွေပုံမှာကောင်းတဲ့စိတ်ကလေးမွေးနိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာလေးတွေဆင်ခြင်မိတယ်မောင်လေးကိုဒီနေ့မွေးနေ့မွေးရဲ့မွေးလာတိုက်တဲ့နေ့လေးမှာအဲ့လိုမျိုးလှုပ်ပေးခွင့်ရတဲ့အတွက်လေအရန်ပြောရဲဟိုနှစ်တိုင်းနှစ်တိုင်းတနှစ်တစ်ထည့်မပြတ်မွေးနေ့လေးကိုစသတိရတဲ့အချိန်ကနေစပြီးအခု၁၂နှစ်တိုင်းနော်အဲ့လိုမျိုးလှုပ်ပေးခွင့်ရနောက်လည်းအမြဲတမ်းလှုပ်ပေးခွင့်ရပါစေ ပါပါဟုတ်တယ်ဟုတ်တယ်မင်းကတော့တယောက်စားတယ်မင်းကတော့တယောက်စားခါလောက်စားဘယ်လိုလုပ်ဒါကမတကုံစိတ်ကံဘယ်နည်းဟုတ်တယ်တကုံစိတ်ကံ69ရက်ကွတ်69ရက်ကွတ်ပေါ့နော်ဒါအမအစီစဉ်တာပါအာနေရာပါညာတော့ဒီမှာဒီဘက်ချမ်းမှာလိုအပ်တဲ့နေရာတွေကိုအတိဆုံးကတော့အမပဲဘာလို့ဆိုတော့အမအများန်းလူနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဘယ်နားမှာဘယ်လိုလူကျင်နေဆိုတာမျိုးတော့မပြောတော့ဘဲနဲ့အမကြီးနွေးနေလေးကိုမှန်းတော့ပြီးခဲ့တဲ့နှစ်ရက်ကမှအစီစဉ်ကမရှိဘူး နှစ်ရက်တောင်မဟုတ်ဟုတ်တယ်နှစ်ရက်ဟုတ်တယ်ခြေတုံချတုံဖြစ်နေတာလုတ်ဖြစ်မလားမဟုတ်ဘူးမလုတ်ဖြစ်ဘူးလားဆိုပြီးတော့လေအဲဆိုအချိန်နေအကြောင်းအကြောင်းနေရောပြီးတော့ကိုယ့်ကိုယ်လည်းချိန်နေရတာလေးလည်းရှိတယ်ဆိုတဲ့အခါကျတော့အဲအမကလည်းခီးသွားမယ်ပေါ့မနေ့ကသွားမယ်ဆိုတော့ဟုတ်တယ်နော်မနေ့ကသွားမယ်ဆိုပြီးတော့အမကတော့မနေ့25နဲ့တော့ဒါနဲ့ဟိုမှတွေ့ရင်းနဲ့အမအမခီးသွားတာရွှေ့ပြင်းမောင်လေးလူမယ်ဆိုပြီး challenge ခေါ်လိုက်တယ် ွှေ့လိုက်မယ်တကယ်ရွှေ့လိုက်တယ်ဘာဘာဖြစ်လို့လဲဆိုတော့ကိုကသူ့အသေးလေးနဲ့နော်အဲဒီကူညီညီထုံးလင်ကားမှာနော်မလို့နဲ့မနေဆက်တော့အမလေးအဲ့ဒါဟိုကရှိသွားပြီနော်10နှစ်တည်းရှိ10နှစ်တည်းရှိသွားပြီအဲ့မှာဟိုစားလေးဗာလဲမကတော့ဘူးမကတော့ဘူး17နှစ်လောက်ရှိသွားပြီဒါလေး၁၂နှစ်၁၂နှစ်၁၂နှစ်ရှိပါတယ်အဲ့ဒီမှာဟိုမွေးနေ့ကို အဲ့မှာလှုပ်ကျင်တယ်ဆိုတော့နော်ဗါလဲဘိုးဘွားရိတ်တာမှာသွားပြုံးလင်ရလေပြုံးလင်ရဘိုးဘွားရိတ်တာမှာအဲ့သွားလှုပ်ဘနဲ့မိုးလေးမောင်နှမနဲ့ဆိုင်လဲမသိဘူးအဲ့တော့ဒါလေးလည်းပါဟာအဲ့ရှမ်းခေါက်သွားကြသွားဆုံစားဆုံစားပြီးတော့သွားလှုပ်ဘိုးဘွားတွေကိုပတ်စံနေလဲလှုပ်အရန်ပြောကြတယ်အဲ့တုံးနေကမွင်းနေမွင်းနေကိုအတူတူဖြတ်တန်းကြအတူတူဖြတ်တန်းကြဟာဒီနေ့လဲအဲ့တော့မောင်လေးကဒုတ်ချင်လာလားဆိုအဲ့ဆိုရှင်မာကြီးခရီးကိုနောက်ထုတ်လိုက်မယ်အမှန်ဆိုတာကြီးကခရီးထွက်မယ်ဆိုလဲမနဲ့အစောကြီးပေါ့နော်အဲ့လိုပြောထွက်တယ်ဒါပေမဲ့ကို့မောင်လေးကိုလှုပ်ပေးခြင်းတယ်လေနောက်ပြီးတော့ဖြတ်ခြင်းမောင်လေးလို့ရှက်တော့ ိုက်ပါလားဆိုတော့လေဒီနေ့ရတဲ့မွေးနေ့မွေးလာမွေးရဲ့တိုက်တာဆိုတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့မွေးနေ့မွေးလာမွေးရဲ့တိုက်တဲ့ဟာလေးမှာအဲ့တော့ကိုကအာလုတ်ပေးခြင်းအမှန်ဆိုဒီနေ့မွေးနေ့ကိတ်လေးတော့မလုတ်ပေးဘူးမနေ့အစောကြီးဆိုတော့လေခုနှစ်နာရီဝဲတွေးခြင်းတာဆိုတော့ခုနှစ်နာရီတော့ကိတ်ကုန်းဆိုင်ရမဖွင့်ဘူးအဲ့တော့မဖွင့်ဘူးအဲ့တော့မှားထားယူရရင်မနေ့ကတော်တော်လေကိတ်ကုန်းဆိုင်မဖွင့်တော့တွားယူလို့မရဟာနှမျောစရာကြီးနှမျောစရာကြီးမောင်လေးတို့တတ်တတ်လာဖို့ပဲဟုတ်ပြီကိတ်ကုန်းဆိုင်ကတော့မိုက်စီအောင်ပြီပဲလား ြေတော့မဟုတ်ပါဘူးအခုတော့ဒီနေရာတွေအဆိုမလူတာအရန်ကြာနေပြီအလူအလူမြေပါဗျအောင်မြေအောင်မြေတူလိုက်မှအုံးတူရက်တည်းကဟုတ်ပါလေဒီဒီနေရာတွေဆိုအခုဒီဒီကုန်းစိတ်ကန်းနေရာတွေမှာတော့မဟုတ်ဘူးငလင်ပေးလို့ပါတော့နောက်တော့ဟိုစာကျမကလည်းဟိုဘက်ကအမအမပြောလို့လေတပြက်ပြောလိုက်ပါဦးကျွန်တော်ကဟိုအာတွေ့တော့လေအမကျွန်တော်လူဖို့လေခြေတုံချတုံလေးဖြစ်နေတယ်ဘာညာဆိုတော့မောင်လေးရဲ့လူပေးပါတဲ့ဘာဖြစ်လို့လဲဆိုတော့ငလင်ပေးပါပေးနေဆိုတော့အဲ့ဒီဘက်ကိုအလူရှင်တွေကအကုန်ရောက်သွားတဲ့အခါကျတော့ဒီဘက်မှာလိုအပ်တဲ့သူတွေအားများသွား ားတာတဲ့ဆိုတဲ့အခါကျတော့ကဲအဲ့ဒါလည်းပါတာ ਨੇ အမကလည်းရွှေ့ပေးမယ်ဆိုတာ ਨੇ လူပြစ်သွားတာအမအစီအစဉ်ဆိုလို့ရှိရင်တရားအစီအစဉ်ထားတာလေအလူကအလူရှင်တွေကိုလည်းသူကအဲကြုံညာထားပြီးပြီးပြောပြထားပြီးပြီးဆိုတဲ့အခါကျတော့အဲ့ဒါကိုဖျက်ပြီးတော့လှူပေးတာလှူကြတာကတော့အရင်နှစ်တရားထဲပို့ပြီးတော့အာကျွန်တော်တို့အဲအသက်တစ်နှစ်ကြီးလာတဲ့အခါမှာအဲကျွန်တော်တို့လောကဓာတ်တွေပို့ပြီးတော့ရင်ဆိုင်လာရရှိတယ်အကောင်းဆိုးတွေအဲပျော်ရွှင်ရတာ၄စိတ်ညစ်ရတာအများဆုံးအဖြစ်ဒီဘက်မှာအဲဒီဘက်ခေတ်ကိုရောက်လာတဲ့အခါမှာအသက်ကြီးလာလေကျွန်တော်တို့က အာဒီပုဂ္ဂိုလ်ကိုပြန်ပြီးတော့ဆင်ခြင်မိလာတာတွေပုံများတယ်နောက်တစ်ခါကဖေးကြီးကလည်းကြုံလာတဲ့ခါကျတော့ဖြည်းဖြည်းနဲ့စုတ်ကတ်ကာလလိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ပုံမှာအာ ရှင်သန်ရတဲ့ကာလမှာအဘိဓိပ္ပာယ်ရှိအောင်ငါဘယ်လိုဖြတ်တန်းမလဲဆိုတဲ့အားမျိုးတွေဆင်ခြင်မိတယ်နောက်တစ်ခါလူတွေပေါ်မှာကောင်းတဲ့စိတ်ကလေးမွေးနိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာလေးတွေဆင်ခြင်မိတယ်သူကသူကကောင်းတဲ့စိတ်ဆိုတာအများတန်းရှိနေတာမဟုတ်လူစိတ်ဆိုတာလေကျွန်တော်အလူပေးခြင်းနဲ့စိတ်ဒီအလူလူတာလဲဒီလိုပဲကျွန်တော်စိတ်စိတ်ကလည်းရှိအောင်မှာပြီးတော့အလူခံပုံကောကလည်းရှိအောင်မှာပြီးတော့ကိုကိုတိုင်းကလည်းလူခြင်းနဲ့စိတ်ကလေးလည်းဖြစ်နေအောင်မှာလူနိုင်တဲ့အင်အားကလည်းရှိနေအောင်မှာအဲ့ဒီဟာတွေအကုန်လုံးကြကြကြစုံမိတဲ့အချိန်ကျမှကျွန်တော်လက်တွေအကောင့်တဲ့ ေါ်လိုက်မှမဟုတ်ရင်နောက်တစ်ခါနောက်ထပ်တစ်ဖြက်ကလေးကြာသွားတာလည်းအဲ့လူချင်းစိတ်ကလေးကပျောက်သွားတော့ဆိုတော့အဲ့လိုပဲလူတွေကိုချက်ချင်းထားနိုင်တာတွေရောမေတ္တာတရားထားနိုင်တာတွေရောအဲ့ဒီစိတ်ကလေးရှိနေတဲ့အချိန်မှာပဲကျွန်တော်တို့က view site ပေးနိုင်တာပေါ့နော်ဆိုတော့ အဲ့ဒီဟာအဲ့ဒီဟာလေးတွေတော့အခုနောက်ပိုင်းမှာပို့ပြီးတော့ကျွန်တော်ဆင်ခြင်မိလာပါတယ်။မောင်လေးကိုဒီနေ့မွေးနေ့မွေးရဲ့မွေးလာတိုက်တဲ့နေ့လေးမှာအဲ့လိုမျိုးလှုပ်ပေးခွင့်ရတဲ့အတွက်လေအရန်ပြောရဲ။အိုနှစ်တိုင်းနှစ်တိုင်းတနှစ်တစ်ထည့်မပြတ်မွေးနေ့လေးကိုစတိတဲ့အချိန်ကနေစပြီးအခု၁၂နှစ်တိုင်းနော်။အဲ့လိုမျိုးလှုပ်ပေးခွင့်ရနောက်လည်းအမြဲတမ်းလှုပ်ပေးခွင့်ရပါစေ။ တနေ့တစ်တနေ့လဲကျွန်တော်ပို့ပြီးတော့လဲလူတန်းနိုင်အောင်လဲကျွန်တော်အဲကျိုးလဲကြိုးစားပါတယ်ခုနလိုမျိုးလူတန်းကျင်နဲ့စိတ်ရှိအောင်လဲစိတ်ရှိနေအောင်လဲကျွန်တော်အများရန်ဆူတောင်းတယ်နောက်တစ်ခုဒီနေ့အလူလေးကိုဒီလိုလေးမြင်ရတယ်ဒီလိုကိုထီးလေးရောက်လူရတဲ့ဟာကိုကျွန်တော်ကတိတ်သဘောကျတယ်ပီတိဖြစ်တယ်ကိုကျွေးလိုက်တဲ့ထမင်းတစ်နက်ကသူတို့အတွက်အဲဒီမနစ်စာလေးဖူလုံသွားတယ်ဆိုတော့ပီတိရလေဒါအဲလိုဖြည့်ဆည်းခွင့်ရတာပေါ့နော်ဒါလေးကလည်းပီတိဖြစ်ရပါတယ်ညတော့တရားဖို့တော်ကြီးရောက်ကုန်လေးပြီးတော့ဟုတ်သူနဲ့တူတာနဲ့နှစ်ယောက်ဆောင်းဆောင်းစားလို့ရဟုတ်တယ်ပြောရဲကျွန်တော်ထမင်းမလောက်ရင်ယူပါအောင်ဆိုတော့ မဟုတ်ဘူးတဲ့ဒါနှစ်နှစ်ကောင်းကောင်းစားလို့ရတယ်တဲ့ဒါမလောက်ရင်လည်းပြောပါဆိုလောက်တယ်တဲ့ဆိုတော့လေအရန်ပီတီဖြစ်ပါတယ်ဒါဒါကျွန်တော်တို့ဒါခဏတာဖြည့်ရှင်းပေးနိုင်တာ ပေါ့နော်ဟုတ်အာပရိသတ်ကတော့လေပရိသတ်ကိုလည်းကျွန်တော်ကအဲဘယ်ကျွန်တော်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူအဟုတ်အဆပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဆတွေကို တချို့ပြိတ္တတွေဆိုလို့ရှိရင်ကိုအစဘာမှမဟုတ်ခဲ့အဲဘာမှမဟုတ်သေးတဲ့ညတော့ကောင်ဘဝကလေးကနေလေခုကိုသတိထားမိတဲ့အချိန်မှာပြန်ကြည့်တော့သူတို့ဟိုးအစတွေကနေအားပေးခဲ့တဲ့သူတွေဖြစ်နေတာဆိုတော့အဲ့ဒီကျွန်တော်ဘလို့အချိန်တွေမျိုးမှာပဲရောက်နေရောက်နေကျွန်တော်လေဂီယူတဆိုင်နဲ့အားပေးတဲ့သူတွေတကယ်ကျေးဇူးတင်ပါတယ်သူတို့ရဲ့အားလေးတွေကိုကျွန်တော်သူတို့ဂျားထဲမှာကျွန်တော် ဒီလိုမျိုးသူတို့ကိုဟိုလိုပေါ့သတိမထားဘဲနဲ့လစ်လူရှုမိတဲ့အခြေအနေလေးမျိုးတွေရှိပါတယ်ဆိုတော့အဲ့ဒီတော့လည်းကျွန်တော်တောင်းပန်ပါတယ်အဲ့လိုကျွန်တော်ဒီဇိုင်းမမတ်နဲ့အပိတ်ချက်ကင်းနေတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီပရိသတ်အားနဲ့ပဲကျွန်တော်ရှေ့ဆက်နေရတာပါဒီပရိသတ်ရဲ့ကျွန်တော်လှူဒန်းနေတယ်ဆိုတော့လည်းပရိသတ်ရဲ့ အားပေးမှုနဲ့ကျွန်တော်ကရရှိလာတဲ့အမှုပညာကြီးတွေနဲ့ကျွန်တော်ကလူဒန်းရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြိသက်ဒါကကျွန်တော်အလူဆိုပေမဲ့လည်းဒါပြိသက်ရဲ့အလူပါပဲခင်ဗျာဒါခင်ဗျာသားသမီးရဲ့လူဒန်းနဲ့အလူလို့ပဲမှတ်ယူစေချင်ပါတယ်မူတီတာလည်းပွားစေချင်ပါတယ်သားတို့လည်းခေါ်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာတကယ် မောင်လေးကိုလေအဲ့ဒါခုနပြောရတယ်တိုင်းပြောတယ်အကယ်ဒမီမင်းသားဖြစ်ပါစေမြမမာသားမကတကယ်တကယ်ပါကဘာထီအောင်အောင်မြင်ကြောကြတော့အလုပ်ပြရှင်ပြမြမလောက်ဆိုရပါပြီဟုတ်ကဘာထီကိုအောင်မြင်ကြောကြအမနဲ့အတူတူပေါ့ဟုတ်ပါဆိုအမကဘာထီသွားမှာမို့လို့မောင်လေးကြံခဲ့မှာမို့လို့သူကကို့ကိုပါဆူတောင်းပေးတာဆွဲခေါ်တာဆွဲခေါ်တာအဲ့လိုမပေးရစနဲ့ပြပါစေအခွင့်ရလဲရပါစေမဟုတ်တယ်ရမှာပါမောင်လေးရဲ့နော်